ကကြီးလူနဲ့ရင်ဆိုင်ရမယ့်အာဆီယံအော့ဖ်စတာအသင်းမှာရွေးချယ်ခံလိုက်ရတဲ့မမောင်လင်းအားလုံးမင်္ဂလာပါလက်ရှိမှာဆိုရင်တော့ဘောလုံးရာသီကုန်ဆုံးမှုကလည်းတဖြည်းဖြည်းနှိကက်လာနေပြီဖြစ်ပါတယ်။ယာသီကုန်ရင်တော်မှာတချို့သင်းတွေကတော့အနားရဖို့မရှိဘဲနဲ့ကလကဘပလာပြိုင်ပွဲတွေအတွက်ပြင်ဆင်ပြီးကစားကြရတော့မှာပါ။ကလကဘပလာပြိုင်ပွဲရာဆိုရင်ဒီနေ့မှာပုံစံပြောင်းလဲထားပြီးတော့ဘောလုံးရာသီနားနေချင်းဇွန်လမှာကျင်းပသွားမှာဖြစ်ပါတယ်။အဲကြောင့်ယာသီကုန်တာနဲ့အသင်းတွေကကလကဘပလာအတွက်ဆက်ပြီးတော့လေ့ကျင့်ကြရမှာပါ။နောက်ပြီးအပြောင်းရွှေ့ဈေးကွက်လည်းဖွင့်ပေးဦးမှာဖြစ်လို့လိုအပ်တဲ့အားဖြည့်ခေါ်ယူမှုတွေကိုလည်းပြုလုပ် ကြရမှာဖြစ်ပါတယ်။ဒါပေမဲ့အဲ့လိုလှုပ်ရှုပ်မဲ့အသင်းတွေထဲမှာဂကြီးတို့ကတော့မပါဝင်ခဲ့ပါဘူး။ချန်ပီယံလိဝင်မင်းတော်နဲ့မမှန်တဲ့ဂကြီးတို့ကတော့ကလပ်ကပဖလာဝင်မင်းလည်းမရထားပိုင်နဲ့အင်္ဂလန်ကညီမလေးနဲ့နူဘူးတို့နှစ်သင်းသာဝင်ဝင်ရရှိထားခဲ့ပါတယ်။ဂကြီးတို့ကတော့ကလပ်ကပဖလာကစားရဖို့မရှိပေမဲ့ယာတီကွန်နာနဲ့ခြေဆံမွေးထပ်ကစားဖို့ပြင်ဆင်နေပါတယ်။ဒါမဲ့မီလာတဲမှာဂကြီးတို့ကအာရှဘက်ကိုခြေဆံမွေးကစားဖို့အတွက်ခီးကြီးမြင်လာတော့မှာပါ။ပထမဆုံးအနေနဲ့မီလာ28ရက်နေ့မှာမလေးရှားနိုင်ငံကိုခြေဆံမွေးကစားဖို့အတွက်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။မလေးရှားမှာတော့ ASEAN After အသင်းနဲ့ခြေဆံမွေးကစား ားသွားရမှာပါ။ဖြကြီးတို့အာသီပိတ်ပွဲစဉ်ကိုမေလ25ရက်နေ့မှာကစားမှာဖြစ်လို့အာဆီယံအော့ဖ်တာသင်းတဲ့ကစားမယ်ပွဲစဉ်ကရာသီပိတ်ပွဲပြီး3ရက်ကြာမှာကစားမှာဖြစ်ပါတယ်။အာဘီနော်ကြကြီးတို့အနေနဲ့ဟောင်ကောင်သင်းနဲ့ချိန်ဆမဲ့ကစားသွားမှာပါ။ကြကြီးတို့နဲ့ရင်ဆိုင်ရမယ်အာဆီယံအော့ဖ်တာသင်းအတွက်အာဆီယံနိုင်ငံအစုံကနေကစားသမားတွေကိုရွေးချယ်သွားမယ်ဆိုပြီးတော့အာဆီယံဘောလုံးအဖွဲ့ချုပ်ဖြစ်တဲ့ AFF ကကြေညာသွားခဲ့ပါတယ်။အချိန်မှာဆိုရင်တော့နိုင်ငံလိုက်ရွေးချယ်ခင်ရတဲ့ကစားသမားအစည်းအဝေးကိုကြေညာချက်ထုတ်ပြန်လာခဲ့ပါပြီ။ဒီထဲမှာရှာရှာပပအနေနဲ့အာရှကြာကြီးတို့ရဲ့အသင်းကအာဆီယံ of the အသင်းအတွက်ရွေးချယ်ခံရတဲ့ကစားသမားတူရှိနေပါတယ်။သူကတော့လက်ရှိလူရေးစင်အသင်းရဲ့အသင်းကောင်းဆောင်လေးဖြစ်တဲ့မမောင်လင်းပဲဖြစ်ပါတယ်။မမောင်လင်းဟာစီရင်တော့တိတ်မချသေးခင်တုန်းကပဲသူမနာကွင်ကြီးထဲမှာပြိုင်တက်တင်တဲ့အဖူထစ်ရှိထားခဲ့ပြီးတော့ဝေဖန်မှုတွေနဲ့လည်းရင်ဆိုင်နေရပါတယ်။ဒါပေမဲ့လည်းမမောင်လင်းကမြမလူရေးစင်အသင်းအတွက်တော့အားထားရတဲ့ကစားသမားတူလို့ပြောလို့ရပါတယ်။အင်္ဂွမကစားရတဲ့အာဖဂန်နစ္စတန်အသင်းရဲ့ပွဲစဉ်မှာမမောင်လင်းဟာအသင်းအတွက်အဖိုးတန်နိုင်ကူကိုတင်ယူပေးနိုင်ခဲ့ပါတယ်။လက်ရှိမှာဆိုရင်တော့မမောင်လင်းအနေနဲ့ထိုင်းလိကလပ်လက်ပွန်ဝါရီအသင်းမှာကစားနေပါတယ်။မာကဖာလမအများစုပြပါ ထွက်ကစားနေတဲ့အချိန်မှာပုံမှန်နေရာမရကြဘဲနဲ့အတင်းတင်းနဲ့မှပဲတီတီမြဲကစားရတယ်လို့မရှိတတ်ပါဘူး။ဒါပေမဲ့မမောင်လင်းကတော့လပွန်ဝါရီယာအတင်းမှာပဲတီတီမြဲကစားနေရတာဖြစ်ပါတယ်။ဒီမှာကစားသမားတွေထဲမှာလည်းလက်ရှိခြေဆွဲအရာအကောင်းဆုံးလုံးတတ်မှတ်လို့ရပါတယ်။အတောင်လေခေကြီးတို့နဲ့ရေဆိုင်သွားရမယ်။အာဆီယံအော့ဖ်တာအတင်းမှာရွေးချယ်ခံလိုက်ရတာဖြစ်ပါတယ်။မမောင်လင်းကိုယ်တိုင်ကလည်း Gift Fan တူလို့သိရပြီးတော့သူအားပေးတဲ့အတင်းနဲ့ပြန်လဲရေဆိုင်ရမှာဖြစ်လို့မမေ့နိုင်စရာအမှတ်တရတွေလည်းရှိလာမှာပါ။လက်ရှိအာဆီယံအော့ဖ်တာအတင်းရဲ့ထုတ်ပြန်ထားတဲ့စီးရင်တွေကတော့ဗီယက်နမ်လိုအင်အားကြီးနိုင်ငံတွေကက စားသမား၃လောက်ထိရွေးချယ်ထားတာကိုတွေ့ရပြီးတော့အားနည်းတဲ့နိုင်ငံလေးဆိုရင်တူးလောက်ပဲပြီးချယ်တာကိုတွေ့ရပါတယ်။ဒါပေမဲ့ပွဲတွေကြရင်တော့ကစားသမားအားလုံးကိုလှည့်ချအခွင့်အရေးပေးသွားဖို့ပြောင်းလဲရမှာပါ။အဆုံးကြီးကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်။